ိုင်းနိုင်ငံဘန်ကောက်မြို့ကအစစ်မြစ်ကွန်ဒိုတိုက်ခန်းတစ်ခုထဲမှာအမျိုးသမီးတအူးသေဆုံးနေတဲ့နောက်ချစ်သူဖြစ်တဲ့စင်ကာပူအမျိုးသားကိုထိုင်းရဲတပ်ဖွဲ့ကရှာဖွေနေပါတယ်။သေဆုံးသူကအသက်30အရွယ်ဖာရိုဖီလက်စ်လို့သာသတင်းတွေကနမည်ဖော်ပြထားပြီးမျိုးရိုးနမည်ကိုတော့မထုတ်ပြန်သေးပါဘူး။အမျိုးသမီးရဲ့အလောင်းကိုဘန်ကောက်ရဲ့စခွန်ဖေ39 area ကကွန်ဒိုတိုက်ခန်းတစ်ခုမှာမတ်လ26ရက်နေ့ကရှာတွေ့ခဲ့တာဖြစ်ပါတယ်။အလောင်းကို22ထပ်အမြင့်တိုက်ခန်းရဲ့ရေချိုးခန်းထဲမှာ ဆောင်တွေအိယာခင်းတွေနဲ့လိပ်ပြီးခြံထားခဲ့တာလို့ရဲတွေကဆိုပါတယ်။တေဆုံးသူကိုမတ်လ24ရက်နေ့နောက်ပိုင်းအဆက်အသွယ်မရတော့တဲ့နောက်တငယ်ချင်းတစ်ယောက်ကတောင်လော်ရဲစခန်းမှာလူပြောက်တိုင်ချက်ဖြန့်ခဲ့တာပါ။ပြီးတော့တိုက်ခန်းစီလိုက်သွားပြီးအခန်းတကားကိုဖြန့်ပေးဖို့ကွန်တိုမန်နေဂျာစီအခုညတောင်းခဲ့ရာကနေအလောင်းကိုရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။သိဆုံးသူရဲ့လက်ပတ်နာရီလက်ကန်အိတ်တို့အပါဝင်အဖို့တံပိုင်ဆိုင်မှုပစ္စည်းတချို့ပျောက်ဆုံးနေတာကိုလည်းရဲတွေကစစ်ဆေးတွေ့ရှိခဲ့ပါတယ် တိုင်းချက်ဖွင့်သူအမျိုးသမီးရဲ့ထွက်ဆိုချက်အရတည်ဆုံးသူရဲ့ချစ်သူဟာအသက်32နှစ်အရွယ်ဒန်နီယယ်ဘန်ဂျမင်ကိုဝေအန်ဆိုတဲ့စင်ကာပူနိုင်ငံသားမှန်ရဲတွေကသိရှိခဲ့ပြီးအဓိကတန်တရားရှိသူအနေနဲ့သတ်မှတ်ရှာဖွေနေပါတယ်။တန်တရားရှိသူဟာအရင်ကလည်းတည်ဆုံးသူနဲ့စကားများရန်ဖြစ်ပြီးကိုထီလက်ရောက်ရန်မူတာမျိုးတွေရှိခဲ့ဘူးတယ်လို့သိရပါတယ်။လုံချုံရေးကင်မရာမှတ်တမ်းတွေမှာတော့သူတို့ဆောင်တွဲဟာမတ်လ23ရက်နေ့ညပိုင်းကအခန်းထဲအတူတူဝင်သွားတာကိုတွေ့ကြရပြီး ဒန်နီယယ်ကမတ်လ25ရက်နေ့မွန်လွယ်ပိုင်းလောက်မှာထွက်ခွာသွားတာကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။သူနဲ့အတူခရီးဆောင်အိတ်ကိုပါတဲသွားပြီးအ내ရောက်မာစီဒီစ်ကားတစ်စီးနဲ့မောင်းနှင်ထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီကားကလည်းတေဆုံးသူနဲ့ပတ်သက်မှုရှိနေတယ်လို့ရဲတွေကစစ်ဆေးတွေ့ရှိခဲ့ပါတယ်။လလော့ဆယ်မှာတော့တန်တရာတရခံကိုလိုက်ရှာနေသလိုရုပ်အလောင်းကိုလည်းတိမ်မှုတိတ်ခင်းဆိုင်ရာရင်ခွဲစစ်ဆေးမှုတွေလှုပ်ဆောင်ဖို့စေယုံကိုလက်လွှဲပို့ဆောင်ထားကြောင်းသိရပါရရှင်။